ပါသောဝါလာရှင်ညီကောင်မများလုံးပဲမင်္ဂလာညနေခင်းပါခင်ဗျာဧပြီလ25ရက်နေ့နောက်ဆုံးရအာဆီယံညနေသတင်း၄ပုဒ်ကိုတင်ဆက်ပေးသွားတော့မှာဖြစ်ပါတယ် ပထမဦးသင်းတစ်ပုဒ်ကတော့ Florian Plandebat ဖော်ပြထားတဲ့ဘုံမောက်အသင်းရဲ့ခန်းစစ်ကစားသမားဒင်းခုဆန်နဲ့ပတ်သက်ပြီးတော့ဖော်ပြပြီးတော့ပါပဲ Premier League Club ဘုံမောက်အသင်းရဲ့ခန်းစစ်ကစားသမားဒင်းခုဆန်နဲ့ပတ်သက်ပြီးလက်ရှိအချိန်မှာ Premier League Club အသင်းဖြစ်တဲ့ Arsenal, Liverpool အပါအဝင် Chelsea အသင်းတွေကဒီကစားသမားနဲ့ပတ်သက်ပြီးအနီးကပ်စောင့်ကြည့်မှုတွေလုပ်နေနောက်ဆုံးကြားထားတဲ့အချက်အရဆိုရင်တော့စာချုပ်ဖြတ်သိမ်းရေးပေါင်တန်း90ရှိပေမဲ့ခေါ်ဝင်တဲ့ကလပ်အသင်းတွေကဒီကစားသမားကို၃ချိန်အရေးကြခွဲပြေးလို့ရဆိုတဲ့အချက် ်ဒါကဒင်းဟုဆန်နဲ့ဘုံမောက်အတင်ကြတဲ့မှာစာချုပ်ဖြတ်တင်ကြီးထဲတုန်းကသဘောတူကြတဲ့စာချုပ်ပါအချက်လက်ပေါ့လေအဲ့တော့လိုချင်တဲ့သိရင်လည်းဆိုရင်တော့စာချုပ်ဖြတ်တင်ကြီးပေါင်တန်း90ကိုတခါတည်းပုံပေးကြမလို့ဘူးအဲ့ဒီအတွက်ကိုတန်း20တကြိမ်15တန်း2ကြိမ်ဆိုတဲ့သဘောမျိုးနဲ့ခွဲပြီးပေးသွားလို့ရပြီဒါကြောင့်လေအာဆင်နယ်ကအသင်းရဲ့ခံစစ်ပိုင်းမှာအရင်အင်အားတောင်းနှင်းဖို့ရဲ့အရှိကဂေရီယယ်နဲ့ ဝီလျံဆာလီဘာကိုနောက်ကနေကောင်းကောင်းပရက်ရှာပေးနိုင်ဖို့အတွက် quality မြင့်ဘဟုခံစီကစားမတူကိုဈေးကွက်တင်မှာရှာတဲ့အခါဒီကစားမကိုစိတ်ဝင်စားတယ်ဆိုပြီးတော့ Florian Plante ဘက်ကဖော်ပြသွားတယ်။အဲဒါဆိုအသက်20ရွယ်စပိန်သားကိုလိုချင်တဲ့အသင်းတွေကတော့ဝိုင်းဝိုင်းလဲညာပဲ Chelsea, Liverpool, Arsenal ပါဝင် Real Madrid တို့အသင်းတွေကလည်းဒီကစားမကိုလိုချင်တယ်။ဒါပေမဲ့တချို့ report တွေအရဆိုရင်ဒီကစားမကကလပ်အသင်းကနေထွက်ခွာဖို့အတွက်ဆုံးဖြတ်ချက်မချသေးဘူး။ထွက်ခွာဖြစ်မယ်ဆိုလည်း Premier League မှာပဲဆက်ပြီးနေချင်တယ်။ပြင်ပမတော်ဘူးဆိုတဲ့တချို့ report တွေလည်းတွေ့တယ်။အကယ်၍များသာ Premier League မှာဆက်ပြီးနေချင်ပြီးတော့ကလပ်အသင်းကထွက်ချင် ဆိုရင်တော့စောစောတော့ကျွန်တော်ပြောတယ်အာဆင်နယ်လက်ပါဘူးချယ်ဆီတို့ကတော့ဒီစားမောက်ခိုးဘူးတဲ့အသင့်တော်ဆုံးချင်းဒီပေါ့လေဒေးဗစ်အော်စတင်းကတော့အာဆင်နယ်အသင်းမှာခီဗီယောတဖြည်းဖြည်းနေရာရလာပြီးတော့လာမယ့်နေ့မှာထွက်ခွာနိုင်ခြင်းနဲတာဖြစ်တဲ့အတွက်အာဆင်နယ်အနေနဲ့ဒီစားမောက်ငွေသုံးပြီးခိုးနိုင်ခြင်းကတော့ရာခိုင်နှုန်းနဲ့ဆိုပြီးတော့အွန်စတင်းကပြောထားတယ်အကယ်မြတ်ခီဗီယောကဒီခြေစုံသာဆက်ပြီးထိန်းထားနိုင်ပြီးတော့ယာတီကိုမှအသင်းမှာဆက်ပြီးရှိမယ်ဆိုရင်တော့အာဆင်နယ်တို့ကခန့်စစ်ပိုင်းတွေအရေးတကြီးထပ်မံအင်အားဖြည့်တင်စရာမလိုဘူးပေါ့လေဒင်းဝူဆန်နဲ့ပတ်သက်ပြီးအာဆင်နယ်တို့တကယ်ဒီပြိုင်ပွဲထဲမှာရှိနေရပါ ါမကြာခဏနဲ့တင်းကြီးထွက်လာတယ်ပြီးတော့ဒီကစားမနဲ့တင်းထွက်လာတဲ့အသေးလေးမှကြည့်နေအာဆင်နေကဒီကစားမလူပွဲထဲမှာအမြင်မ်းပါတယ် အာဆီနယ်အနေနဲ့ကလည်းပေါင်သန်း90ကိုတပြိုင်တည်းပေးစရာမလိုဆိုတဲ့အချက်ကပဲဒီကစားမောက်3နှစ်အရေးကြပေးလို့ရမယ့်အတွက်ဈေးသက်သာတာဖြစ်တဲ့အတွက် official တခုအနေနဲ့ကြည်လာပါဘို့လေအဲ့ဆိုဘေးချင်းညာချင်းတစ်ခုစလုံးအသုံးပြုနိုင်ပြီးတော့အရက်ကလည်း6ပေ6လက်မှရှိပြီးတော့အသက်က20ပဲရှိတဲ့ဒီစပိန်သားကိုအိုက်တာပါဝင်အသင်းတာဝန်ရှိတဲ့တော်တော်လေးသဘောကျနေတယ်ဒါပေမဲ့ဘုံမောက်အသင်းနဲ့ရှိတဲ့စာချုပ်က2030ခုနှစ်အထိအကယ်၍စာချုပ်ဖြတ်သိမ်းရေးပေးပြီးခေါ်နိုင်မယ်ဆိုဒီမှာကစားသမားကဘုံမောက်ကနေထွက်မယ်ဆိုတဲ့ decision တစ်ခုခုချပြီးတော့မှဖြစ်လာနိုင်ရှိတယ်အဲ့ဆိုဒီ စားမနဲ့ပတ်သက်ပြီးဒီအသင်းကြီးကငွေသုံးနိုင်နေဆိုမြဲကစားသမားကဘုံမောက်ကနေထွက်မယ်ဆိုပြီးမီးစိမ်းပြမှာပဲဒီအပြောင်းရွှေ့ကဖြစ်လာနိုင်ရရှိပါတယ်ဒီရာသီ32ပွဲမှာ22ပွဲပွတ်ထွက်ကစားထားတယ်နှစ်ကိုးသွင်းပြီးတော့တလုံးဖိုင်ထားပြီးတော့ဝါကတ်နှစ်ကတ်ထိထားတယ်ဘုံမောက်အသင်းကိုတကယ်ပရီးမီးယားလိအဆင့်မြင့်မြင့်မှာတင်ပေးထားတဲ့ခန်းစစ်ကစားသမားကောင်းတွေထဲမှာဆိုရင်တော့သူကပုံမှန်ပွဲထုံးခွင့်တရားနဲ့ ကောင်းဆုံးအကျိုးပြုထားပါဗောလေအဲ့ဆိုကြံခဲ့တဲ့ຫນွေဈေးကွက်တုန်းကမှ EU 15တန်းနဲ့ဂျူပင်တက်အသင်းစီကနေရောက်လာပြီးနောက်ပိုင်းမှာတော့လက်ရှိအချိန်မှာတပတ်ကိုပေါင်3000နဲ့2030ခုနှစ်ထိစာချုပ်ရှိတဲ့ဒီသားမကိုအသင်းကြီးတော်များစိတ်ဝင်စားနေတယ်အဲ့လို့ဆိုတော့ဒင်းခုဆန်ຫນွေမှာထွက်ခွာမလားဒါမို့ပရီးမီးယားလိပြင်ပကလပ်အသင်းကိုသွားမလားဘုံမော့မှာပဲဆက်နေမလားဆိုတာတော့ကျွန်တော်တို့စောင့်ကြည့်သွားမှာပါတကယ်ကို quality မြင့် center back ကစားသမားတူပါ ဒုတိယမြောက်သတင်းတစ်ပုဒ်ကတော့ပြင်သစ်အခြေစိုက်သတင်းထောက် Stella Buma ကဖော်ပြထားတာပါဒီသတင်းကတော့ Arsenal ရဲ့ဒီယာတီမှာခြေစွမ်းပြလာခဲ့တဲ့ Jack Kubiyo နဲ့ပတ်သက်ပြီးဖော်ပြထားပါလေ Arsenal အသင်းမှာဒီယာတီခြေစွမ်းပြလာပြီးတော့အသင်းရဲ့အဓိကသမားတူဖြစ်လာခဲ့တဲ့ Jack Kubiyo ကို Arsenal တာဝန်ရှိသူတွေကသဘောကျနေလို့ဥရောပကအသင်းကြီးတော်တော်များများနဲ့ Premier League ကလပ်တင်တချို့က Arsenal တီကိုချိတ်ဆက်မှုတွေလုပ်လာပါတယ်ဒါပေမဲ့ Arsenal ကဒီကစားမနဲ့ပတ်သက်ပြီးအကြောင်းမပြန်သေးဘဲနဲ့ကစားသမားရဲ့ကိုယ်စားလှယ်ကြီးနဲ့ Arsenal အသင်းတာဝန်ရှိသူတွေကြားမှာယာတီကမှပဲကစားသမားရဲ့အနာဂတ်နဲ့ပတ်သက်ပြီး ဆုံးဖြတ်သွားဖို့ရှိရဆိုပြီးတော့သတင်းထောက်အီတလာဘူမာကဖော်ပြသွားပါတယ်သူလိုချင်တဲ့သတင်းတွေမှာဆိုတော့အီတလီကလပ်တွေအများကြီးပဲအခုပရီးမီးယားလိဂ်ကလပ်တွေတမှာဆိုလဲခရစ်စတယ်ပဲလီပါဝင်ဝါဟတ်ဝဆန်အဲ့လိုအသေးမျိုးတွေကဒီကစားမောက်စိတ်ဝင်စားလာကြတယ်တကယ်လဲခီပြီးတော့အခုနောက်မှတော်တော်လေးခြေစွမ်းကောင်းလာတာဒီကစားမကက အာဆီနယ်တင်းတွက်ဒီယာဒီမှာ24ပွဲမှာ15ပွဲထိပွဲထွက်ကစားထားတယ်။တကိုးသွင်းပြီးနှလုံးပိုင်းထားတယ်။အရင်ကတော့အရင်ကစားသမားအခုတော့ဂေဗရီယယ်ဒန်ရပြီးနောက်ပိုင်းမှာဆာလီဘာနဲ့အတွင်းညီကြီးအာဆီနယ်တင်းခက်စပွဲမှာစိတ်ချရတဲ့ဥရောပချန်ပီယံလိအဆင့်ပြိုင်ပွဲဒီမှာတော့ပုံမှန်ပွဲထွက်ဝင်ရလဲကစားသမားတူဘောလေ။စာချုပ်ကတော့2028ခုနှစ်တိကြံသေးတာဖြစ်တဲ့အတွက်စိုးရင်တကြီးတက်တန်းတိုးစရာတော့မလိုသေးဘူး။ဒါပေမဲ့လည်းဒီစာချုပ်အနေထားအရလာပြီးကလန်နဲ့အသင်းတွေရှိမယ်ဆိုရင်တော့မှအာဆီနယ်တို့ကဒီကစားသမားနဲ့ပတ်သက်ပြီးတော့စင်ပေါ်ကအနေထားမှာရှိနေပါတယ်။အဲ့တော့2023 ုံးဆောင်သည့်ကွက်တုန်းကယူရို25တန်းပဲယင်းဒီမြုံနိုင်ပြီးခေါ်ခဲ့ရတဲ့25နှစ်ရဲ့ပိုလန်သားတော့လက်ရှိအချိန်မှာအာဆင်နယ်တင်းအတွက်တကယ့်ကိုအရေးပါတဲ့ကစားသမားဖြစ်လာလို့တော်တော်များလည်းဂီဘရီရဲ့ injury ရနေပြီမဲ့ဒီကစားသမားနဲ့ပေါ်ထွက်တဲ့အခါမှာတစုံတရာအသင်းနိုင်ရှည်ရှိရဆိုပြီးတော့တဖြည်းဖြည်းခံစားမိလာပါလေအဲ့တော့ဒီကစားသမားရဲ့နောက်ဆုံး၅ပွဲကစားထားတဲ့ rating လေးပြောလိုက်အောင် Real Madrid နဲ့ပထမကြုံမှာတော့ rating 7.1ရှိတယ် ီးတော့ Brandford အသင်းနဲ့ပွဲစဉ်မှာဆို rating 7.3ရှိရယ်ဒါပေမဲ့ Brandford အသင်းနဲ့ပွဲစဉ်မှာတော့တည်ကြသွားခဲ့ပေါ့လေပြီးတော့ Real နဲ့ဒုတိယချုပ်ပွဲစဉ်မှာဆို rating 6.8ရှိတယ်ပြီးတော့ကျွန်တော်တို့၄ကိုပြတ်နိုင်တဲ့ Ipswich Town အသင်းနဲ့ပွဲစဉ်မှာ rating 7.4ရှိတယ် Crystal Palace နဲ့တူးတူးတည်ကြရင်အသင်းအတွက်အရေးပါတဲ့ အဖွင့်ကိုကိုခေါင်းတိုက်ပြီးတင်သွားခဲ့တဲ့ဒီသားမှ rating 8.0တိရှိတယ်။အဲ့တော့သူ့ရဲ့ rating တွေဒီ Real နဲ့ဒုတိယအကျော်6.8ကလွင့် Channel ပွဲစဉ်မှာ rating တွေလုံးဝအမြင့်နေကြီးပဲ။အဲ့တော့ဒီကစားသမားဒီ Arsenal တင်းရဲ့ခံစစ်ပိုင်းမှာခုနောက်မှတီတီညင်းရင်းနဲ့ကစားထားလို့ Saliba တချို့အမားလေးတွေလုတ်တယ်ဆိုပေမဲ့ Saliba နဲ့ Kivi ရောခံစစ်ထားတော့လက်ရှိချိန်ကြီးလုံးဝ strong ဖြစ်တဲ့ခံစစ်ဖြစ်ရှိနေသေးတယ်။အဲ့တော့ Gabriel injury ရနေတာတော့မှဒီကစားသမားကို Arsenal ကပြန်ပြီးသုံးဝင်ရတာလေ ကျန်တဲ့စောင်းစည်းကုန်တော့ရတဲ့ဈေးနဲ့မရောင်းခဲ့တာကိုလေဒါအသိန်းတောင်ဝင်ရှိသူကျွန်တော်ကျေးဇူးတင်ရမယ်ဗောလေအဲ့တော့ဒီကစားသမားတော့လာမဲ့ PG အသိန်းနဲ့ပွဲစဉ်မှာဆာလီဘာနဲ့တွဲဖက်ပြီးအသိန်းရဲ့ခန်းစစ်ကိုအကောင်းဆုံးပဲ့ကင်သွားဖို့ရှိနေပါတယ်တတိယမြောက်သတင်းတပုတ်ကတော့ဒါခန်းစစ်ကစားသမားတဦးနဲ့သတင်းထွက်လာခဲ့တာ Cop site ကဖော်ပြထားတာကစားသမားတဦးနဲ့သတင်းထွက်တဲ့ခါကျရင်ကျွန်တော်တော့မဖော်ပြလို့ရှိဘူးဒါပေမဲ့ Cop site ကသတင်းတွေကတော့ပုံမှန်သတင်းထဏတဲ့ဆိုင်တော့ပို့ပြီးသတင်းစုခိုင်မာတယ်ပြောလို့ရတယ် Cop site ကဖော်ပြသွားချက်ရဆိုရင်တော့ Northern Forest အသင်းရဲ့ခံစားမှမူတဲ့ logo Arsenal အသင်းတောင်ဝရှိစီကတော်တော်လေးသဘောကျတယ်။ဒီနေရာမှာ Arsenal Liverpool ကအပြိုင်စိတ်ဝင်စားနေပြီးတော့ Chelsea နဲ့ Real Madrid ကလည်းဒီအခြေအနေကိုစောင့်ကြည့်မှုတွေလုပ်နေပါတယ်။ Premier League Club Forest အသင်းကတော့ဒီရာသီမှာ Champions League ဝင်တဲ့တော်တော်အခြေအနေကောင်းနေပြီးတော့အဲ့ဒီအတွက်လည်းခံစစ်မှာစီးပွားနေဘောလုံးတွေကိုတောက်လျှောက်ရှင်းထုတ်မှုတွေလုပ်နေပြီးတော့ Penalty Box ထဲမှာ Take Care ကောင်းကောင်းရှင်းထုတ်နိုင်တဲ့ဒီခံစစ်ကစားမကို Premier League Club အသင်းကတော်တော်လေးသဘောကျတယ်။မူရယ်လူကတော်တော်ကောင်းတဲ့ကစားမပါ။ကျွန်တော်တို့ ဒီအဝေးကွင်းပွဲစဉ်ပြင် forest ကွင်းမှာသွားကန်တုံးကမာတင်အိုဒီကတ်ကန်လိုက်တဲ့အလုံးကို ဂိုးစီးနားနေပြီးတော့ရှင်းထုတ်လိုက်တဲ့တလုံးရှိသေးတယ်။အဲ့ဘဲလေးပဲရှင်းထုတ်သွားတော်တော်ကောင်းတဲ့ခံစားသားမှာပါ။ဒါပေမဲ့သူ့ကိုခေါ်မယ်ဆိုလို့ရှိရင်တော့ Forest ကပေါင်တန်း80ဈေးကတ်ထားတယ်။အသက်22နှစ်ရွယ်ဘရာဇီးသားအတွက်2029ခုနှစ်ထိတော့စာချုပ်တက်တန်းရှိသေးတယ်။ဒါပေမဲ့ Arsenal ကိုစိတ်ဝင်စားရဆိုရင်အဲ့လောက်ပမာဏတော့ပေးဖို့လမ်းမမြင်ဘူး။အရှိကဒင်းခုဆန်အောင်သာခေါ်လို့ရရင်ရမယ်။ဒီသားမကိုသွားလုမယ်ဆိုရင်တော့အဆင်မပြေတော့ဘူး။ဘာလို့လဲဆိုတော့ကစားသမားကိုကတ်ထားတဲ့ဈေးနှုန်းအရဟောပုံနံပွဲထွက်ခွင့်တနေရာကိုပဲပြောင်းကျင်တဲ့ကစားသမားရဲ့ဆန္ဒအရဟောပြီးတော့သူ့လိုချင်တဲ့အသင်းတွေကဒင်းခုဆန် ဲ့ဆိုင်ပို့ပြီးဝိုင်းဝိုင်းလည်နေတဲ့အတွက်ကြောင့်အာဆီနိုဒီအပြောင်းရွှေ့တယ်မှာတော့တိုက်စစ်မှုတွေတိုက်စစ်တောင်းမနေကွင်းလေထက်ပို့ပြီးငွေသုံးသားလိမ့်မယ်လို့ကျွန်တော်ကတော့မထင်ဘူးဒါကြောင့်လည်းတတိယမြောက်သတင်းတပုတ်ဖြစ်ထည့်ပေးထားပါဘို့လေရောက်လာရင်တော့ကြိုးစွားမှာတော်တော်ကောင်းတာပါအဲ့ဒီပနတိဘောက်စ်ထဲမှာဝီလျံဆာလီဘာပုံစံမျိုးပဲနောက်ကနေတိုင်းတိုင်းပြီးရှင်းထုတ်တာရှယ်ဒီပြာကျွန်တော်တော်တော်လေးသဘောကျတယ် force အသင်းရဲ့အဲ့ကစားသမားကိုပြီးတော့ united နဲ့ပွဲစဉ်မှာဆိုလို့ရှိရင်လည်းဒါ heady maguire အချိန်ပုံမှာလည်းတူတယ်ကိုပေါက်ထဲကန်ထစ်တော်စီးပေါ်နေပဲရှင်းထုတ်သွားခဲ့တာသူ forest ကိုဒီအစ်စ်ကိုတင်ပေးထားတာကသူ့ရဲ့ခြေရလဲရတွေအများကြီးပါတယ်ပြောလို့ရတယ်အဲ့တော့ဒီကစားမတော့လက်ရှိအချိန်မှာဘရာဇီးလက်ရွေးစင်ဖြစ်ဖြစ်နေတယ်ဒီရာသီပြိုင်ပွဲဆုံး34ဘက်မှာတကိုးသွင်းထားတယ်တပတ်ကိုပေါင်4000ပဲရနိုင်ပြီမြဲဒီကစားမကြံခဲ့တဲ့ Nottingham Forest Tottenham Hotspur အသင်းပွဲစဉ်မှာဆိုရင်အသင်းအတွက်တကယ့်ကို great performance ပြခဲ့တယ်အဲ့ဒီပွဲစဉ်မှာဆိုပေးပို့မှုအချိန်ရေ30တိကျမှု80ရာခိုင်နှုန်းရှိတယ် ထိတ်ကဲဝန်း9ကြိမ်ရှင်းထုတ်ထားတယ်ပြီးတော့ block shot 2ကြိမ်ရှိတယ်ရှင်းထုတ်မှု17ကြိမ်ရှိထားတယ် area ကျူရဲ့2ကြိမ်လုံးကိုကောင်းကောင်းရှင်းထုတ်ထားတယ် ground ကျူရဲ့10ကြိမ်မှာ9ကြိမ်ထိအသာရထားတယ်တကယ်ကိုအဲ့ဒီ performance တွေကြောင့်ပဲ Northern Forest Tottenham Hotspur တင်းကိုအနိုင်ကံပြီးတော့ Champions League ဝင်တင်နေရတဲ့ပိုပြီးစိတ်လုံရှားစရာကောင်းဖိအားပေးထားနိုင်ခဲ့တာတွေ့ရတယ်ရိုင်းတော့လိုချင်တာပေါ့ဗျာ ီစီဇန်လေးကိုဒီကဝန်ကြီးပေါင်းပြီးတဲ့ရှူဘောလုံး online အကြုံလဲကျေးဇူးတင်ပါတယ်အမဆော့မယ်ဆိုတော့ Viber ဖုန်းနံပါတ်တို့ညာ69166 3936တက်ပြီးတော့ဝန်ဆောင်မှုအပြည့်ဝရောက်နေဖြစ်လို့ဝင်ပုံကိုရှာရှိမှဘောလုံးပွဲတွေကိုလောင်းပါဘောလုံးပွဲတွေလုံးဝမလောင်းတော့ဆိုတော့ YouTube မှာကိုထုတ်ဖို့ဘောရှုရရှိပြီးကျွန်တော်တို့အားပြုရပါတယ်အကယ်မြဘောလုံးပွဲတွေလောင်းမယ်ဆိုရင်တော့အခြားမှာသွားလုံးတာတဲ့ဆိုင်တော့ရွှေဘောလုံးနဲ့လက်တဲထားတဲ့ကျွန်တော်စီမှာလာပြီးလောင်းဖို့အားလုံးအကြံပြုပါတယ် Viber ဖုန်းနံပါတ်ညာ69166 3936ကိုဆက်သွယ်လို့ရပါတယ်ခင်ဗျာနောက်ဆုံးသတင်းတစ်ပုဒ်ကိုတော့ Go Talk ကဖော်ပြထားတဲ့ Ballon d'Or Power ranking နဲ့ပတ်သက်ပြီးဖော်ပြပေးသွားမှာပါ။တစ်ကနေ30တွင်းကစားသမားတွေဝယ်ဖော်ပြပေးသွားမယ်။နံပါတ်10မှာရှိတဲ့ကစားသမားတော့33ကိုတွင်းပြီး၅လုံးဖန်တီးထားတယ်။ ခိုင်လီယအဘာပေဒီကစားမတော့နံပါတ်10ညမှာရှိတယ်ဒါတော့သူကရာသီကုန်နဲ့ထိတောက်လျှောက်တက်သွားမှာအဲ့ ranking တွေကလောလောဆယ်ထိတော့မငြိမ်သေးဘူးပေါ့လေနံပါတ်6ညမှာတော့49သူမီ17လုံးဖိန်ထားတဲ့ Harry Kane နံပါတ်8ညမှာတော့99သူမီ17လုံးဖိန်ထားတဲ့ Declan Rice တကယ်ကိုမှ Champion League မှာ An All မှင်တက်ဖွဲ့ကောင်းလောက်တဲ့ free kick 2ဂိုးနဲ့အတူဒီ ranking မှာအဆင့်8ညထိ Rice ကတော့ရောက်လာခဲ့ပါတယ်အဆင့်9ညမှာတော့99သူမီ10လုံးဖိန်ထားတဲ့ Patri အဆင့်6မှာတော့42ဂိုးသွင်းပြီးတော့9လုံးဖိန်ထားတဲ့ Lewandowski အဆင့်9မှာတော့35ဂိုးသွင်းပြီး ီ24လုံးဖိုင်ထားတဲ့မိုဟာမက်ဆာလက်အဆင့်၄မှာတော့24ကိုသူမီ9လုံးဖိုင်ထားတဲ့လော်တာရိုမာတီနက်အာဆင်နယ်လည်းမကြာခဏသတင်းထွက်တဲ့အင်တာတိုက်စင်ဘောလေအဆင့်3မှာတော့15ကိုသူမီ23လုံးဖိုင်ထားတဲ့လမိုင်းယာမဲအဆင့်2မှာတော့24ကိုသူမီ10လုံးဖိုင်ထားတဲ့အော့စမန်နီဒမ်ဘီလီအဆင့်1နေရာမှာတော့ ဒါ35ဝုတ်သမီ23လုံးဖိုင်ထားတဲ့ Rafin ဟာ Rafin ကတော့လက်ရှိအချိန်မှာ Ballon d'Or ရဖို့အတွက်ရေပန်းအစားဆုံးဖြစ်နေရယ်ဒါပေမဲ့ယာတီကုံထီဒီ ranking တွေကဆက်ပြီးတည်ငြိမ်သွားမှာဘယ်သူကကြော်ဖြတ်သွားမလဲဆိုတာစောင့်ကြည့်သွားမှာပါ Arsenal သင်းရံကစားသမားတွေဖြစ်တဲ့ဘူကောက်ဆာကာတို့ဒီကလန်ရိုက်တို့ကို Ballon d'Or ရစေချင်တယ်ဆိုလို့ရှိရင်တော့ Champion League Super League အောင်မြင်မှုတစ်ခုဖြစ်ဖြစ်အဲ့ဒါကပိုပြီးရမှတ်တည်နဲ့အပေါ်ကြော်တက်နိုင်မယ်လို့ကျွန်တော်ကတော့ထင်ပါတယ်အခုလည်းစီးင်းဖိုင်နဲ့ရောက်နေဖြစ်တဲ့အတွက်လက်တကန်းအကွာကိုတဖြည်းဖြည်းရောက်လာပြီလို့တော့ကျွန်တော်ကယုံကြည်ထားပါတယ်အဆုံးထိကြည့်တော့လဲအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ